အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမယ့်ဆောင်းပါးကတော့ဒီမိုကရေစီ တော်လှန်ရေးဘာကြောင့်ထစ်နေတယ်လဲဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ဒီဆောင်းပါးဟာကွယ်လွန်ခဲ့ပြီဖြစ်တဲ့ဗမာပြည်ကွန်မြူနတီပါတီရဲ့ထွေထွေတွင်းရင်မှုရဲဘော်ချင်းပေါင်းရေးသားခဲ့တာဖြစ်ပြီးဗမာပြည်ကွန်မြူနတီပါတီဝက်ဘ်ဆိုက် www. cpburma.org မှာ2010ခုနှစ်မေလ9ရက်ရက်စွဲဖြင့်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ဒီဆောင်းပါးကို မဖတ်ကြမီဆောင်းပါးပါအကြောင်းအရာကိုအညွန့်ဖြစ်တင်ပြလိုပါတယ်။ဆောင်းပါးရဲ့ထိပ်စည်းကောင်းစဉ်ကတော့ဘာကပအမြင်တင်ပြချက်အတွေ့အခေါ်ညှိနှိုင်းရန်ဘာကပရဲ့အမြင်ကို တင်ပြခြင်းဆိုပြီးဖော်ပြထားပါတယ်။ဒီဆောင်းပါးမှာ ဒီမိုကရေစီတော်လှန်ရေးဘာကြောင့်ထစ်နေတယ်လဲဆိုတော့ဘာကပရဲ့အမြင်ယူဆအတွေးအခေါ်ဆိုင်ရာကိစ္စများတင်ပြချက်အနိုင်ဆုံးဘုံလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့တင်ပြချက်ကဘာအခြေအနေတချို့ဆောင်းပါးရေးသားချိန် NLD ပါတီအပေါ်ဘာကပရဲ့သဘောထားအမြင်စတဲ့အကြောင်းအရာများပါရှိပါတယ်ဆက်လက်ပြီးဆောင်းပါးကိုဖတ်ကြားတော့ပါမယ် ဒီမိုကရေစီတော်လှန်ရေးဘာကြောင့်ထစ်နေသလဲ၁လွတ်လပ်ရေးအမျိုးသားလွတ်လပ်ရေးတော်လှန်ရေးဟာအင်္ဂလိပ်ဗမာပထမစစ်ပွဲကစတွက်ရင်1824မှ1948ထိ124နှစ်ကြာတယ်။တပြည်လုံးကိုလိုနီဖြစ်ခဲ့တဲ့နှစ်ကစတွက်ရင်1886မှ1948ထိ62နှစ်ကြာတယ်။ဒီမိုကရေစီတော်လှန်ရေးကလည်း1948ကစတွက်ရင် 2010အထိ62နှစ်ကြာခဲ့ပြီ ရှေ့မှာဘလောက်ကြာအောင်မလဲမသိဘူးဘာကြောင့်ထစ်နေတယ်လဲနှစ်အဓိကအကြဆုံးအချက်ကအတွေးခေါ်မှားနေလို့ပဲဒီမိုကရေစီတော်လှန်ရေးအောင်မြင်စေဖို့အတွေးခေါ်မှန်ရှိရပါမယ်မှန်ကန်တဲ့အတွေးခေါ်ကိုအားလုံးကလည်းတညီတညွတ်သေးလက်ခံကြဖို့လိုပါတယ်အတွေးခေါ်မှန်ရင် အနိုင်ဆုံးဘုံလုပ်ငန်းစဉ် ရှိလာမှာပါ အတွေးခေါ်မှားနေရင်ဘယ်တော့မှမအောင်မြင်နိုင်ပါဘူး1824က1886ထိအင်္ဂလိပ်နေချဲသမားကိုဗြေဒရစ်တအူးဆက်မိုင်စနစ်အတွေးခေါ်နဲ့ရင်ဆိုင်ခဲ့ကြတယ်တိုက်တိုင်းရှုံးတာပဲအင်္ဂလိပ်ဗမာပထမစစ်ပွဲမှာပဲပထမပိုင်းမှာစစ်နဲ့တူအောင်တိုက်ခဲ့တာပဲဒါလည်းရှုံးတာပဲဒုတိယစစ်ပွဲနဲ့တတိယစစ်ပွဲဆိုတာတွေကစစ်လို့သာပြောရတယ်စစ်နဲ့တူအောင်မတိုက်နိုင်ခဲ့ပါဘူး တပြီလုံးကျွန်ဖြစ်သွားတော့လဲပရိသေတွေးခေါ်နဲ့ပဲမင်းလောင်းတွေတယောက်ပြီးတယောက်ပေါ်တယ်တိုက်တိုင်းရှုံညတာပဲဆရာဆန်တဘုံဟာနောက်ဆုံးပရိသေတွေးခေါ်နဲ့အန်တုမှုဖြစ်တယ်1930နောက်ပိုင်းကျတော့ပရိသေတွေးခေါ်နဲ့တိုက်လို့တော့လွယ်လွယ်ဘယ်တော့မှမရနိုင်ဘူးဆိုတာကိုသိလာတယ်ပရိသေတွေးခေါ်ကိုအပြေးတိုင်စွန့်ပစ်လိုက်ကြတယ်အဲ့ဒီကလေးကအနိုင်ဆုံးဘုံလုံငန်းစဉ်ကိုတဖြည်းဖြည်းရရှိလာတာဖြစ်တယ် အတွေ့အခေါ်လွတ်မြောက်လာတော့မှ တိုက်တိုင်းအင်အားတိုးလာတယ်။နိုင်ငံကအခြေအနေကိုကောင်းကောင်းအသုံးချတတ်လာတယ်။ဒီလိုနဲ့လွတ်လပ်ရေးရခဲ့တာပဲ။1930ကနေ1948ထိ18နှစ်ပဲကြာတယ်။အခုလဲအတွေ့အခေါ်လွတ်လပ်ကြမှဖြစ်မှာပါ။အတွေ့အခေါ်လွတ်လပ်မှုမရှိရင်ထစ်နေမှာပဲ။အောင်ပွဲမရနိုင်ပါဘူး။တော့ဘယ်လိုအတွေးခေါ်မှားခဲ့ကြတဲ့ဆိုတာကိုတော့ နောက်တစ်ပတ်တင်ပြပါမယ်။ကိုယ်စိတ်ဆန္ဒနဲ့မဆိုင်တဲ့ဗမာပြည်ရဲ့ပဂရိဘာဝအကြောင်းချက်၁အတွေးခေါ်ကကိုယ်ဆန္ဒနဲ့ဆိုင်တဲ့အတ္တဘာဝအကြောင်းချက်ပါ။အတွေးခေါ်ကိစ္စကိုမကင်ငယ်မှာဗမာပြည်ရဲ့ပဂရိဘာဝအကြောင်းချက်တနည်းအားဖြင့်ဗမာပြည်ရဲ့ထူးခြားချက်ကိုအရင်လေ့လာရပါမယ်။၂ဗမာပြည်ဟာ ကမ္ဘာမှာလူဦးရေအများဆုံးရှိတဲ့နိုင်ငံကြီးနှစ်ခုတရုတ်နဲ့အိန္ဒိယကြားမှာတည်ရှိတယ်။အဲ့ဒီလိုရှိတာဗမာနဲ့နီပေါ်ပဲရှိတယ်။နီပေါ်ကကုန်းတွင်းပိတ်နိုင်ငံပဲ။ဗမာပြည်ကတော့အိန္ဒိယသမုဒ္ဒရာကမ်းခြေမှာတည်ရှိနေတယ်။ဒါကြောင့်အိန္ဒိယသမုဒ္ဒရာကို ပိုင်ဆိုးထားတဲ့နိုင်ငံကြီးတွေနဲ့လည်းတိုက်ရိုက်ပတ်သက်နေရတယ်။အိန္ဒိယသမုဒ္ဒရာကိုပိုင်ဆိုးထားတဲ့သူဆိုတာကအဲ့ဒီခေတ်ကာလရဲ့အင်အားအကြီးဆုံးနိုင်ငံကြီးတွေပဲဖြစ်ကြတယ်။ ပေါ်တူဂီကြီးဆိုတော့ဗမာပြည်တန်လျင်မှာငစင်ကဘရင်လောက်သွားတယ်။နောက်အင်္ဂလိပ်ရဲ့ကျွန်ဖြစ်တယ်။နောက်ဂျပန်အခုတော့ဟိုဆိုရင်ရဒီဆိုရင်ရအချင်းနေ။အဲ့ဒါပြင်ဗမာပြည်ကအရှိတောင်အာရှနိုင်ငံဖြစ်နေပြန်တယ်။အာဆီယံအဖွဲ့ဝင်ဖြစ်နေတယ်။အာဆီယံနိုင်ငံတွေကလည်းဗမာပြည်နိုင်ငံရေးမှာတစုံတရာဩဇာတည်ရမှုရှိနေတယ်။တော့အဲ့ဒီထူးခြားချက်ကြောင့်ပဲဗမာပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ အင်အားကြီးတွေနဲ့အိနီချင်းထိုင်းယူရီးယားကတနည်းနည်းနဲ့ပါဝင်ပတ်သက်လေ့ရှိတာပဲပရက်ဒရစ်ခေကိုလိုနီခေလွတ်လပ်ရေးခေခေတိုင်းမှာဒီလိုပဲဖြစ်ခဲ့တယ်ဖြစ်နေတယ်သူတို့ပါဝင်ပတ်သက်လာရင်လည်းဗမာပြည်နိုင်ငံရေးအင်အားစုတွေထဲမှာအတွေးခေါ်အယူဆကွဲပြားခြားနားလေ့ရှိတယ်သူဖြူရင်ကိုမဲမဲဖြစ်လေ့ရှိတယ်ဒါကြောင့်ဘုံရန်သူရှိတယ်ဒါပေမဲ့ဘုံလုပ်ငန်းစဉ်မရှိဘူးဆိုတဲ့အဖြစ်မျိုးကြုံရတာပဲ လေဘုံလုံးငန်းစင်မရှိတော့ဗမာပြည်ရဲ့ဆက်ဆက်သော အုပ်စိုးသူတွေကဒီအချက်ကိုကင်ပြီးလှဲ့ပတ်ကစားသွားတာ ခံရတယ်ခံနေရတယ်ငါဒါဟာပဂရိဘာဝအကြောင်းချက်ပဲဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုစဉ်းစားကြရပါလိမ့်မယ်ဒုတိယပဂရိဘာဝအကြောင်းချက်၁ပဂရိဘာဝအကြောင်းချက်လို့ပြောခြင်းရင် ပြောနိုင်တဲ့ကိစ္စက ိုင်းပြည်အတွင်းရှိလူဦးရေနဲ့လူမျိုးအသီးသီးပါဝင်မှုအ調査ဖြစ်တယ်။နှစ်အရှေ့တောင်အာရှနိုင်ငံတွေလည်းဖြစ်လုံးတူရက်တူလိုလည်းပြောနိုင်တဲ့ထိုင်း၊ဗီယက်နမ်တို့နဲ့ဗမာပြည်ရဲ့လူဦးရေရဲ့လူမျိုးအသီးသီးပါဝင်မှုအ調査ကိုနှိုင်းယှဉ်ကြည့်စေခြင်းနဲ့လူဦးရေမှာသူတို့ကပုံများပါတယ်။နယ်မြေကြတော့ဗမာပြည်ကအကျယ်ဆုံးပဲ။လူမျိုးအသီးသီးပါဝင်မှုအ調査မှာကြတော့ ဗမာပြည်နဲ့သူတို့အတော်ကြီးကွာခြားသွားတာတွေ့ရမယ်။ထိုင်းမှာထိုင်းလူမျိုးကသူ့လူဦးရေရဲ့64ရာခိုင်နှုန်းတောင်ရှိတယ်။ကြံတဲ့လူမျိုးတွေက6ရာခိုင်နှုန်းဗီယက်နမ်မှာဗီယက်နမ်လူမျိုးကလူဦးရေရဲ့84ရာခိုင်နှုန်းရှိတယ်။ကြံလူမျိုးတွေက16ရာခိုင်နှုန်းဗမာပြည်မှာကဗမာက66ရာခိုင်နှုန်းပဲရှိတယ်။ကြံလူမျိုးတွေက34ရာခိုင်နှုန်းပတ်ချက် 1986ထုတ်လောင်မန်အဘိဓမ္မာရတဲ့စင်းတွေပဲဒီအငင်းခုံထဲမှာဘာကဘာကမပါကျင်ဘူးအခုလိုအပ်လို့သာလက်လမ်းမီရအဘိဓမ္မာကိုကိုးကားလိုက်တာပါတော့တမိုင်းဖြစ်ပေါ်ပုံချင်းမတူကြတာကြောင့်ရောပထဝီအကြောင်းအချက်ကြောင့်မှာဗမာပြည်ကသူတို့နဲ့မတူတာတခုကသူတို့မှာလူမျိုးအခြေခံတဲ့ပြည်နယ်တွေမရှိဘူးဗမာပြည်မှာကရှိတယ်ပြီးတော့လဲ ဗမာလူမျိုးကအေယာဝတီမြင့်မွန်းမှာပဲနေကြတာလို့ပြောနိုင်တယ်ဒါကလည်းခက်လွယ်လွယ်ပြောတာပါ ရောနှောနေထိုင်ကြတာပဲရှမ်းတွေကချင်တွေကရင်တွေမုံတွေရခိုင်တွေကလည်းသူတို့ပြည်နယ်အတွင်းမှာကြီးနေကြတာမဟုတ်ဘူးဗမာကလည်းဒီလိုပဲဗမာပြည်ရဲ့ဘယ်နေရာမှာဖြစ်ဖြစ်ခြေချင်းတနေကုန်သွားကြည့်လူမျိုးတော်တော်များများတွေ့ရဖို့ရှိတယ်တီးတန့်နေတယ်ဆိုတာမရှိဘူးဆိုတာပြောကြတာပါရှမ်းပြည်နယ်ထဲမှာတင်ပအိုးက ရှမ်းထက်အပုံကြီးများနေတဲ့နေရာအကျယ်ကြီးတွေဝအင်းသာဆရာတို့ကလွှမ်းမိုးနေတဲ့နေရာအကျယ်ကြီးတွေရှိနေတယ်လေပထမတင်ပြခဲ့တဲ့ပထဝီနေထားအကြောင်းချက်နဲ့အခုဒုတိယအကြောင်းချက်ကိုတွဲပြီးကြည့်လိုက်ရင်ဗမာပြည်ဒီမိုကရေစီဒေါ်လာရေးမှာဘာကြောင့်ဘုံရန်သူရှိပြီးဘုံလုံငန်းစဉ်မရှိလဲဆိုတာရဲ့အဖြေကိုတွေ့ရပါမယ်ငါဒီပြဿနာကိုကျွန်တော်တို့ဖြေရှင်းကြရပါမယ်။လွယ်တော့လွယ်လာမယ်မထင်ပါဘူး။ လက်ဝဲလက်ရပြဿနာနဲ့အတော်ကြီးကိုဆက်နွယ်နေတဲ့ကိစ္စကြီးဖြစ်လို့ပါပဲ6ဖက်စစ်ဒွန်လိုင်းကာလကလိုလဲဒီနေ့ကဘာရဲ့အခြေအနေကတည်ရှိနေတာမဟုတ်ပါဘူးစစ်အေးခစ်တုံးကရောစစ်အေးလွန်ကာလမှာပါကဘာအခြေအနေက အုပ်စိုးသူကိုမျက်နှာသာ ပေးပါတယ်သူတို့မှာကစားကွက်ကြဲကြဲပြန့်ပြန့်ရှိပါတယ်ခေါဘာပဲဖြစ်ဖြစ်ဒီမိုကရေစီဒွန်လိုင်းအောင်ပွဲရခြင်းရင်ဒီပြဿနာကိုရှင်းရမှာပါ ဒီကိစ္စကြတော့အတ္တဘာဝမိမိတို့ရဲ့အတွေးခေါ်နဲ့မျှော်မြင်မှုကအဓိကကြပါလိမ့်မယ်။လက်ဝဲလက်ရမခွဲနဲ့ဆိုတာပြောရလွယ်ပါတယ်။လက်တွေ့ကြတော့ခက်ပါတယ်။အတ္တဘာဝအတွေးခေါ်နယ်ပယ်မှာအကြောင်းချက်တချို့၁လွတ်လပ်ရေးခေတ်62နှစ်အတွေးခေါ်ပြောင်းလဲများကိုတင်ပြဖို့မရည်ရွယ်ပါ။ချုပ်ပြီးအခိုင်အမာကိစ္စကိုပဲတင်ပြပါမယ်။ နှစ်လွတ်လပ်ရေးရတော့နိုင်ငံရေးအင်အားစုတိုင်းလောက်ကဆိုရှယ်လမ်းကြောင်းပေါ်ရောက်ပြီလို့ထင်ခဲ့ကြတယ်အထူးသဖြင့်အာဏာရတွေက ဆိုရှယ်လစ်စကားအများဆုံးပြောတယ်လွတ်လပ်ရေးရတာဟာဒီမိုကရေစီတော်လှန်ရေးအဆင့်ပြီးမြောက်တာလို့ထင်ကြတယ်ဆိုရှယ်လစ်ပါတီအာဏာရတော့ဆိုရှယ်လစ်လမ်းကြောင်းပေါ်ခြေလမ်းဆလမ်းတာပဲလို့ထင်ကြတယ်အဲ့ဒီကာလကဒီမိုကရေစီစီးဝိုင်းအပြင်ဘက်ရောက်နေရတဲ့ဘာကဘာကို ဒီမိုကရေစီစီးပွားအကျယ်ကြီးပဲဝင်လာပါလက်နက်သားချလာပါလို့တဖွားဖွားပြောခဲ့တာပဲ1955ရောက်လာတော့ဘဂဘဂစီးပွားနဲ့ဝင်မှု အရင်ဆုံးစိတ်ဆက်ချင်တယ်လို့ပြောတယ်အဲ့ဒါကို အာနာရတွေကလက်မခံဘူးသဘောထားကြန့်ခိုင်သူကိုချိန်မုံပြောညံ့သူကိုတိမ့်သွင်းတဲ့ policy လုပ်တယ်အဲ့ဒါလို့ဖြစ်နေရင်ကဖဆပလာနှစ်ချမ်းကွဲဆက်အာနာတိမ့်ပွဲဖြစ် ဲ့ဒီကာလမှာလဲဖာစာပါလာဆိုရှယ်လစ်လုပ်ခဲ့တဲ့ policy ကိုခက်ကြညာဆက်လုပ်တယ်1962ခုနှစ်ရောက်တော့မှစစ်အုပ်စုကမင်းတို့လုပ်တာ ဆိုရှယ်လစ်မဟုတ်ဘူးဒိုးလုပ်ပြမယ်ဖြစ်လာတယ်အဲ့ဒီကြတော့မှဖာစာပါလာဆိုရှယ်လစ်နှစ်ချမ်းလဲအတွေးခေါ်ပြောင်းသွားတယ်ဒီမိုကရေစီစီးပွားရေးကကျင်းပါလားဒီမိုကရေစီရေးမပြီးသေးပါလားဆိုတာသိတာတယ်ဒါဟာအုပ်စိုးသူတွေဘက်ကအတွေးခေါ်အလက်ပြောင်းမယ် ဒီအလဲပြောင်းရဲ့ထင်ရှားတဲ့ဖော်ပြချက်ကဥနုဒေါ်လာရေးလုံတန်းကစားတာနဲ့ဥသန့်ရေးခင်းမှာတီမြဲတွေရဲ့သားသမီးမျိုးဆက်တွေပါဝင်လာတာပဲဒါပေမဲ့အိမ်ဆောင်စစ်အုပ်စုဝင်တွေကတော့ဘယ်သူမှ ပါမလာကြသေးဘူးသူတို့ကမဆလာဒီမိုကရေစီစီးပွားအပြင်ဘက်သာ ရောက်နေတာပဲဒါပေမဲ့ဒီမိုကရေစီရေးဒိုရေးစီးတယ်မရောက်သေးဘူးနောက်ပိုင်းကျမှတဖြည်းဖြည်းရောက်လာတယ်1988မှာ လူတို့တိုက်ပွဲဒီရင်မြင့်လာမှာအတိအကျအပြင်ပြောရရင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ပေါ်လာမှာအတွေးခေါ်ပြောင်းလာတာဖြစ်တယ်။အုပ်စိုးသူတွေအတွင်းအတွေးခေါ်ပြောင်းလာဟာအရေးကြီးပါတယ်။ဒါပေမဲ့အတွေးခေါ်ကအကုန်စင် ပြောင်းမှပဲဖြစ်မှာပါ။1988ရှစ်လလုံးရေးတဲ့ပုံအပြီးမှာကြတော့နိုင်ငံရေးအင်အားစုတိုင်းလောက်ကဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ကြပြန်တယ် 1948ကဆိုရှယ်လမ်းကြောင်းပေါ်ရောက်ကြတယ်လို့မျိုးပါအာနာယဟောင်းကဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာတယ်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာစစ်အုပ်စုကလည်းရောက်လာတယ်သူတို့ပြောတာကစီကံပြေဝတဲ့ဒီမိုကရေစီတဲ့နေဝင်စစ်အုပ်စုကဆိုရှယ်လီရေးဒိုရေးလောက်ခဲ့တယ်လို့တန်းရွှေစစ်အုပ်စုကဒီမိုကရေစီရေးဒိုရေးလောက်ပြခြင်းနေပြီဒါဟာစစ်အုပ်စုရဲ့အတွေးခေါ်ပြောင်းတာမဟုတ်ဘူး စစ်အာဏာရှင် စနစ်ကိုလက်ငင်းတည်ရှိနေတဲ့ကမ္ဘာအစီအစဉ် Wall Order နဲ့ထိမ့်ညှိပြီးပြုပြင်တာသာဖြစ်တယ်။ကမ္ဘာအစီအစဉ်ပြောင်းရင် တပြေးညီထိမ့်ညှိပြီးပြောင်းရတာဟာသဘာဝတရားပါ။ဒီကိစ္စကိုတော့နောက်တစ်ပတ်မှာတင်ပြပါမယ်။လှုပ်ရှားတက်ကြွသူများရဲ့တပ်ဦး AF ကြံစားချက်နဲ့ပတ်သက်၍တင်ပြချက်။၁ကမ္ဘာအစီအစဉ် Wall Order ကမတည်ငြိမ်သေးပါ။ စေအေကေဝေါ်အော်ဒါပြက်ပြီးနောက်ကမ္ဘာစီစဉ်သည့် new world order အတွက်လွန်ပွဲအကျိတ်နဲ့ဆွဲနေခြင်းဖြစ်တယ်။အမေရိကန်ကစလိုက်တဲ့စီးပွားရေးအကြက်တဲကလည်းထပ်ဆင့်ပြီးလိုက်လာတော့လွန်ပွဲကို ပိုပြီးပြင်းထန်ထက်မြက်လာစေတယ်။ကိုဂျိုးစီးပွားကာဝေးဝါဒကို တိုင်းပြည်ကြီးတွေကအတိလင်းလုံနေကြပြီ။ကြာလေပြင်းထန်လေဖြစ်မဲ့အလားအလာကိုမြင်တွေ့နေရပြီ။ အဲ့ဒါလို့ရှုပ်ထွေးတဲ့ကမ္ဘာအခြေအနေမှာမိမိတို့ကဒီမိုကရေစီဒေါ်လာရေးအဆင့်ကိုဖျက်ဆီးနေရတာပဲဂျပန်ခေတ်လောက်ရတာနဲ့လုံးလုံးမတူဘူးဒါကြောင့်အဖြစ်နိုင်ဆုံးအနိုင်ဆုံးအတူတွဲလုပ်ပြီးလုံနိုင်ဖို့ AF UG ကြံစားချက်ကိုဘာကဘာကတင်ပြခဲ့တာပါတည်ရှိနေတဲ့ကမ္ဘာအခြေအနေမှာ AF UG ပဲလုံနိုင်မှာပါတော့ကျွန်တော်တို့တင်ပြတဲ့ AF UG ကြံစားချက်က ပြည်တွင်းနိုင်ငံရေးကိုပဲဇောင်းပေးတဲ့ပြည်တွင်းမှာပဲလှုပ်တဲ့ AF ဖြစ်ပါတယ်အခုကာလမှာအကြောင်းမျိုးမျိုးအတွက်ပြည်ပမှာလှုပ်ရှားနေကြတဲ့ activist A တွေကများပါတယ်အဲ့ဒါတွေကိုဆိုလိုတာမဟုတ်ပါဘူးလေပြည်တွင်းနိုင်ငံရေးကိုဇောင်းပေးတဲ့ AF မှာလည်းပုံစံမျိုးမျိုးနဲ့ဖွဲ့စည်းဖြစ်ပေါ်နေမှာပါတခုတည်းသော AF ဖြစ်ဖို့မလွယ်သေးပါဘူးသူ့အစုနဲ့သူ သူ့ခေါင်းဆောင်မှုနဲ့သူရက်တိလှုပ်ရှားနေကြတာပဲ ရှိနေမှာပါအဲ့ဒီလိုဖြစ်နေတာမှာ AF အချင်းချင်းထိခိုက်မိတာပွတ်တိုက်မိတာဖြစ်နိုင်ကြီးအများကြီးရှိပါတယ်ရန်သူက သူ့လူသွင်းပြီးသွေးခွဲရန်တိုက်ပေးတာ ရှိနိုင်တယ်လို့ကိုယ်အချင်းချင်းရန်မီးပွားတာဂိုင်းကနဝါရဝင်တာတွေလည်းအများကြီးဖြစ်နိုင်ပါတယ်အဲ့ဒီလိုမဖြစ်ဖို့ခေါင်းဆောင်သူများကထိမ့်သိမ့်ကြဖို့လိုပါတယ်အခုဖြစ်နေတာက အင်္ဂလိပ်နယ်ချက်ဆန့်ကျင်ရေးဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးတုန်းကလို့ အခြေအနေမျိုးမဟုတ်ဘူးဆိုတာကိုသတိပြုကြဖို့လိုပါတယ်။ငါနည်းနည်းနောက်ကျောင်းပြန်ပါမယ်။ဘဂပက1980ကတည်းကဘဂပရဲ့ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနဲ့စစ်အာဏာရှင်စနစ်ကြားမှာ Liberal Democratic အင်အားစုတစ်ခုပေါ်ပေါက်စေခြင်းခဲ့တယ်။ဒါကြောင့်အမျိုးမျိုးအဖုံဖုံစ조사ခဲ့တယ်။1988ကျတော့ပေါ်လာပါတယ်။ဒီမိုကရေစီရေးအလံလွှင့်ထားတဲ့ပါတီတွေ 235ပါတီပေါ်လာပါတယ်။ဘာကဘာကတွေ့ဝေမနေပါဘူး။မိမိတို့ပေါ်ပေါက်စေခြင်းနဲ့ပါတီက NLD ပဲလို့ရည်ပြက်ဆုံးဖြတ်ခဲ့တယ်။အားပေးခဲ့တယ်။ NLD ရဲ့အဓိကခေါင်းဆောင်ဖြစ်လာသူတွေထဲမှာ1958စစ်တပ်အာဏာသိမ်းပွဲရဲ့အဓိက ပုဂ္ဂိုလ်ကြီးတွေဖြစ်နေတာကိုလည်းသိပါတယ်။ဗမာပြည်မှာစစ်အာဏာရှင်စနစ်ဖြစ်ပေါ်ဖို့ပနတ်ချခဲ့သူတွေကသူတို့ပဲ။အခုသူတို့ NLD ရဲ့အချက်ချာနေရာ ယူထားတာကိုခွင့်လွတ်ပြီးတီးခန့်ခဲ့တယ်။ဘာကဘာကသဘောထားကြီးကြီးနဲ့ခွင့်လွတ်တီးခန့်ပေမဲ့ဘိုးအောင်ကြီးကတော့သဘောထားမကြီးုံမက NLD ရဲ့ရောက်နေတဲ့မြေပေါ်ကွန်မန်ဆိုသူတွေကိုထောက်ပြရမယ်လို့အကြက်ကန်ခဲ့တယ်။အိမ်ဆောင်အစိုးရ1958 1960ကတော်ထဲမှာရှင်ဖမ်းမိတဲ့ဘာကဘာတွေကိုလက်နဲ့ချမဲ့ဆိုမှမြို့ပေါ်ခေါ်လာခဲ့လက်နဲ့မချဘူးဆိုရင်တတ်ပြစ်ခဲ့ မြို့ပေါ်မှာကွန်မြူနီရှာလို့တော်တဲ့သွားပင့်ခိုင်းနေတာမဟုတ်ဘူးဆိုတဲ့ policy ချပြီးလုပ်ခဲ့ဘူးတယ်။တခင်မောင်ကြီးဆရာကွန်းဘိုအာလာဝကဘိုသိန်းစသူတွေနဲ့ရဲဘော်တွေအများကြီးဖမ်းမိပြီးမှ အသက်ခံကြရတယ်။အဲ့ဒီအိမ်ဆောင်ခစ် policy ကို NLD ဥက္ကဋ္ဌကြီးဘိုအောင်ကြီးကဆက်လုပ်ခဲ့တာပါ။ဘိုအောင်ကြီးပြောတဲ့မြေပေါ်ကွန်မြူနီစီးရင်နဲ့ဘိုခင်ညွန့်စာအုပ်ညီကလေးတွေကစီးရင်တထက်တည်းဖြစ်နေတယ်။ဒါဟာမတော်တဆတိုက်ဆိုင်မှု မဟုတ်ပါဘူးသူတို့နှစ်ဦးဘိန်းဘရင်လော်စစ်ဟန်အကူညီနဲ့ဘဂဘဖြိုခွဲရေးလုပ်ခဲ့ကြတာရဲ့အဆက်ပဲဘိုခေညွန့်ကကွန်မြူနစ်ဆိုတာကန်ဆာကလပ်စီးနဲ့တူတယ်အကုန်လုံးရှင်းပြရမယ်လို့ဘဂဘခွဲထွက်ခေါင်းဆောင်တွေကိုညွှန်ကြားခဲ့တယ်လို့ဘိုအောင်ကြီးကလည်း NLD တဲကမြေပေါ်ကွန်မြူနစ်ရှင်းပြဖို့ညွှန်ကြားခဲ့တာပါဒါကအိမ်ဆောင်အစိုးရခေတ်ကသူတို့စစ်ဘိုလ်ထိပ်သီးတွေအားလုံးရဲ့ပေါ်လစီပါပဲ။၆ AFD အများကြီးပေါ်မှာကိုကျွန်တော်တို့ကြိုတင်ပြီးစဉ်းစားမိပါတယ်။ဒီကာလမှာဒီလိုပဲဖြစ်လာမှာပါ။သတိပေးချင်တာတခုတော့ရှိပါတယ်။ဂျပန်ခေတ်က သခင်ကျော်စိန်လိုလူမျိုးပေါ်လို့ကျွန်တော်တို့သိပြီးမထိခိုက်ခဲ့ပါဘူး။အခုခေတ်မှာသခင်ကျော်စိန်လိုဗယံပဒလုတ်တဲ့သူ ပေါ်ရင်တော့အများကြီးနားကုန်ပါလိမ့်မယ်။သတိရှိကြရပါမယ်။ဗမာပြည်ကကျင်းကျင်းလေးပါ။ကိုယ်အချင်းချင်းခြေမြင်ကြသလိုထောက်လန်းရေးကလည်း မျက်စိတောက်ထောက်ပြီးကြည့်နေတာပါ အတွေးခေါ်အရှုပ်ထွေးဆုံးကာလာကြီးလည်းဖြစ်ပါတယ် ID ခစ်ဖြစ်လို့လဲရန်သူကိုတစ်ဖက်လက်နဲ့သတင်းပေးလုံနေသူတွေအများကြီးပေါ်နေတယ်ပေါ်နေပါတယ်ခေါ်ဘာကပကြံစားတဲ့ AF ဟာ UG ပါ AF UG ပါပြည်တွင်းမှာပဲလှုပ်ဖို့ဖြစ်ပါတယ်ပြည်ပမှာမလှုပ်ပါပြည်ပမှာလှုပ်ရင် OG တစ်ပိုင်းဖြစ်နေလိမ့်မယ်ဖုံးတစ်ဝက်ဖော်တစ်ဝက်ဖြစ်နေလိမ့်မယ် အတွေးခေါ်ကိစ္စများတင်ပြချက်၁အတွေးခေါ်အရှုပ်ထွေးဆုံးကာလတစ်ခုကိုကျွန်တော်တို့ဖြတ်သန်းနေရပါတယ်။ဒါကြောင့်အတွေးခေါ်တိုက်ပွဲကို အလေးထားရပါမယ်။ဗဟိုမှန်တိုင်းပြုရပါမယ်။စီယုံရင်းနဲ့ဖွဲ့စည်းရေးတွေကိုလောနေလို့မဖြစ်ပါဘူး။အတွေးရှင်းမှအလုပ်တွေကိုမှန်မှန်ကန်ကန်လုပ်နိုင်မှာဖြစ်ပါတယ်။နှစ်ဘုံအတွေးခေါ်မရှိဘဲဘုံလုပ်ငန်းစဉ်အနိုင်ဆုံးဘုံလုပ်ငန်းစဉ် minimum command program မရှိနိုင်ပါဘူး။လောလောဆယ်ဘာတွေရှုပ်နေသလဲ NLD ရဲ့မှတ်ပုံမတင်ရေးဆုံးဖြတ်ချက်မှန်သလားမှားသလားအတွေးခေါ်တိုက်ပွဲဖြစ်နေတယ်။အထူးသဖြင့် NLD မှာဖြစ်နေတယ်။ဒေါ်အောင်ဆန်းစုကြည်ကသူ့သဘောထားကိုပြက်ပြက်သားသားပေးလိုက်လို့နောက်ဆုတ်သွားရသူတွေကစီယုံရေးရတာနောက်ဆုတ်လေရတာပဲ။အတွေးခေါ်မှာနောက်မဆုတ်ဘူး။မေလအတွင်းမှာ ပါတီသစ် ထောင်ပြီးပတ်ပုံတင်ရေး ရေကောက်ပွဲဝင်ရေးအတွေးခေါ်ကိုတိုးတိုးတိတ်တိတ်ပြောဟောဝါဒဖြန့်နေကြတယ်။ဘာကဘာအနေနဲ့စောင့်ကြည့်နေပါလေ။အခုတော့ပြောချိန်မတန်သေးလို့မပြောပါဘူး။ NRD ကိုခစ်ပြိုင်မိတ်ဖက်အင်အားစုလို့နှစ်ပေါင်းများစွာသဘောထားခဲ့ပြီမဲ့ပါတီသစ်ဘာနာမီပဲထွက်လာထွက်လာကိုတော့မိတ်ဖက်လို့သဘောထားမှာ မဟုတ်ပါဘူး။စစ်အာဏာရှင်စနစ်ကိုအလုတ်ကျွေးပြတဲ့ ပြည်သူအကျိုးကိုမျက်ွယ်ပြုတ်သွားတဲ့အင်အားစုလို့သဘောထားရတော့မှာပါလေဇွတ်တော်ပြီးလောက်ကြရင်ဖြင့်သူတို့နှာခေါင်းကြည်ပွေ တွေ့မှာပါတိတ်ပြီးကြာကြာစောင့်ရမယ်မထင်ပါဘူး2008ခြေကံဥပဒေနဲ့ကြုံသွင်းပြီးထုခတ်ခံရတဲ့ရွေးကောက်ပွဲဥပဒေ၅ခုနဲ့ချွန်းကန်ပြီးဦးစီးတာခံရတဲ့ပါတီကဘာများလုပ်နိုင်မှာလဲအဲ့ဒီခါကျမှ ဘဂဗတဲကဒီမိုကရေစီကိုလက်နက်နဲ့လဲသွားသူတွေရဲ့ဘဝမျိုးရောက်မှာပဲခြေတုပ်ပစိုးမွေဇွဲကျိုးဖြစ်မှာပဲငါပါတီသစ်ထောင်နာကိုလက်ကုတ်တီကြိုးဆိုသူတွေကတော့ NLD တဲကကွဲတာပြဲတာကိုကြိုးဆိုမှာပါစိတ်အုပ်စုဂျာနယ်ထဲမှာ ਨੇ တချို့ဂျာနယ်တွေမှာဖာဆာပလာခက်မဆာလာခက်ကကိစ္စတွေနောက်ကျောင်းပြန်ရေးပြီးကြိုးဆိုနေကြတာဖတ်နေရပါပြီ တချို့ကပြည်တွင်းစစ်အစပိုင်းကိုပြန်ဖော်တယ်။ဆိုရှယ်လီလည်းမှားတယ်၊ကွန်မြူနီလည်းမှားတယ်၊ပူရွဲတရားခံဖြစ်စီလို့ရေးတယ်။တချို့ကဖာစာပလအကွဲမှာပမညတ်တရက်တိကျမှားလို့ဆက်အနာသိမ်းမွဲဖြစ်တာလို့လို့ရေးတယ်။ဖာစာပလနှစ်ချမ်းလည်းမှားတယ်၊ပမညတ်တလည်းမှားတယ်လို့ရေးတယ်။တချို့ကတော့မာဆာလာရဲ့အမားတွေကို မရေတည့်ရေးတယ်။အခုစေအုပ်စုရဲ့နံပါတ်1ကမာဆာလာဘိုးကော်မတီဟာ ဗဟုအလုံးမှုဆောင်ကော်မတီဟောင်းဖြစ်နေလို့မရက်တည်းရေးတာပါကဘာစစ်နဲ့ဒေါ်လာရင်းခစ်ကိုမှီခဲ့သူတွေကတော့သခင်ဆိုးအမားကို အသေးစိတ်လောက်ရေးတယ်သခင်ဆိုးရဲ့လယ်ထဲကွန်ကရစ်မှာတက်ရောက်သူက6ဦးပဲရှိပါတယ်လို့ဝန်ခံတာတော့ပါတယ်အားလုံးကသခင်ဆိုးဆက်သားတွေကြည့်ပဲဆိုတော့မရေးဘူး6ဒါတွေအားလုံးကတခုတည်းသောရည်ရွယ်ချက်နဲ့ရေးကြတာကြည့်ပဲအဲ့ဒီရည်ရွယ်ချက်က ခေတ်ဆက်ဆက်နိုင်ငံရေးပါတီတွေအားလုံးမှားခဲ့တယ်စစ်အုပ်စုကစစ်အာဏာရှင်စနစ်ထူထောင်တာမှန်တယ်နာအဖစစ်အုပ်စုကဦးစီးပြီးကျင့်ပမဲ့ရွေးကောက်ပွဲကိုတပိတ်မှောက်ရင်မှားတယ်နိုင်ငံရေးပါတီတွေကိုစစ်အာဏာရှင်စနစ်ကဒီမိုကရေစီသို့ချီတက်နီးအကြာကြီးတင်ပေးနေရအောင်မယ်ဆိုတဲ့ရည်တည်ချက်ကိုဗဟိုပြုပြီးရေးကြတာပါခေါပါတီအစ်ထောင်သူတွေကလည်းနောက်ဆုံးတော့အဲ့ဒီပုံကိုယ်တွေလိုပဲ ပင်နိုင်ဆောင်းမရှင်တွေဖြစ်လာမဲ့အလားအလာရှိပါတယ်သူတို့ကတော့ NLD တွင်းနှစ်20အတွေ့အကြုံများရေးနိုင်ကြလိမ့်မယ်အခုကိုပဲတိုးတိုးတိတ်တိတ်တော့ဒေါ်စုကဘယ်လိုပဲဘဲကေတာတွေကဘယ်လိုပဲဆိုတာပြောနေတဲ့ကြားပါတယ်ရှစ်ရွေးကောက်ပွဲမှာကန်ဆန်းကျင်တဲ့ပါတီတွေလည်းအခုပေါ်နေတယ်သူတို့အတွေ့အခေါ်ကလည်းဂျာနယ်စာမျက်နှာမှာနေရာရတယ် ူတို့ကလည်းအတွေးခေါ်မှားကိုဖြန့်ဖြူးကြတယ်ဒါကိုတော့နောက်တစ်ပတ်ကျမှရေးပါမယ်